ကိုးတိုင်းဒေသကြီးကျောက်တကားမြို့နယ်ရန်ကုန်မလေးအမြန်လမ်းမကြီးမိုင်းတိုင်အမှတ်80အနီးမှာမက်စလာ10နှစ်ည17နှစ်ခန်းကရန်ကုန်မှပကံညောင်ဦးဘက်ကိုဖျားဖူးထွက်ခွာလာတဲ့မီနီဘတ်စ်ရင်တစီဝါရှော့ဖြစ်ရာမှမီးလောင်ကျွမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ်ပြစ်စမရင်မောင်းတီဟာအောင်မောင်းနေပြီခီးတဲ့ကြား73ဦးမ10ဦးစုစုပေါင်း23ခန့်လိုက်ပါလာတဲ့ဖျားဘူးမီနီဘတ်အဝါရောင်ရင်တစီဟာအနယ်လမ်းမကြီးမိုင်းတိုင်အမှတ်80မိုင်းနှစ်ဖာလုံးနဲ့၃ဖာလုံးအကြားကိုအရောက်မှာဝါရှော့ဖျားကနေကားမီလောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ ကားမီလောင်နာမှန်ကန်ကြောင်းနဲ့လူတွေတော့ဘာမှမဖြစ်ပဲကားပဲမီးတဲ့ပါသွားတာဖြစ်တယ်လို့ကားမီလောင်ဟာတို့သွားရောက်ခဲ့တယ်။မြို့ဆောင်အမြန်လန်းရဲစခန်းမှုကမက်လ10နှစ်ညတကောင်ကျော်အချိန်ခန့်ကအတီးပြုပြောကြားပါရယ်။အဲ့ဒီရင်မီလောင်ကျောင်းရောင်တို့မြို့ဆောင်အမြန်လန်းမကြီးရဲစခန်းမှစခန်းမှုအပါအဝင်တပ်ဖွဲ့ဝင်တွေမြို့ဆောင်အမြန်လန်းမီးတပ်စခန်းမှလက်ထောက်ဦးစီးကြကြောပါတပ်ဖွဲ့ဝင်တွေကသွားရောက်ကူညီပြီးမီးငိမ့်တပ်ပေးခဲ့ကြရောမက်လ10နှစ်ည12နာရီခန့်မှာမီးငိမ့်တပ်နိုင်ခဲ့တယ်လို့သိရပါရယ်။ မီလောင်မှုကြောင့်ရင်ပေါ်လိုက်ပါလာသူတွေထိခိုက်ဒဏ်ရာရှိခြင်းမရှိပေမဲ့ရှင်ကတော့တစည်းလုံးမီလောင်ဆုံးရှုံးသွားခဲ့တယ်လို့သိရပါဗျ။မီလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက်အမြန်လမ်းမှကြီးပေါ်မှာနိုင်ဝက်ခန့်ကြာရင်ကျောပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီးညတနားခန့်ကြာမှရင်းနေရှင်းလင်းသွားခဲ့တယ်လို့သိရပါဗျ။မီလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးရှင်မောင်းဖြစ်သူကိုအမှုဖွင့်အရေးယူနိုင်မှုနဲ့မီလောင်ကျွမ်းမှုဖြစ်စဉ်အပေါ်အသေးစိတ်စုံစမ်းစစ်ဆေးဆောင်ရွက်ရှိတယ်လို့လည်းသိရပါဗျ။